မင်္ဂလာပါရှင်။မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးမြန်မာနိုင်ငံ၏အခြေအနေပုံမှုဆိုးရွားနေပြီးကပ်ဘေးပုံစံဖြစ်လာတော့လဲနိုင်ငံတကာကရင်းယူတုံ့ပြန်ရန်ပြက်ကွက်နေဟုကုလလူခွင့်ရေးကိုယ်စားလှယ်ကဝေဖန်ပြစ်တင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံ၏ချိန်မီပုံမှုဆုံးရလာနေတော့လဲနိုင်ငံတကာကအရင်ယူတုံ့ပြန်ရန်ပြက်ကွက်နေမှုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ် Trump Andrews ကဝေဖန်ပြစ်တင်လိုက်ပါတယ်။အော်တိုဘာလ29ရက် American ပြည်ထောင်စု New York မြို့တွင်ပြုလုပ်သောအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏တတိယကော်မတီစည်းဝေးတွင်၎င်းကအထပ်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ဆေးရနာသိမ်းပြီးနောက်ဒိနစ်ကျော်ကာလတွင်အခြေအနေများမှာအဆမတန်ပုံမှုဆိုးရွားလာကြောင်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေများမှာရခိုင်နှစ်ထက်ယခုနှစ်မှာပုံမှုဆိုးရွားလာကြောင်းလက်ရှိမြန်မာပြည်သူပေါင်း22တန်းနီးပါးမှာလူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး16.8တန်းမှာစာနာရိတ်ခါမလုံလောက်မှုကိုပြင်းထန်ရင်းဆိုင်နေရကြောင်း2025ခုနှစ်ရဲ့ဒုတိယသုံးပတ်မှာ ဆေယနာတင်ပြီးနောက်ပိုင်းရက်သားပြမျက်များကိုလေးချောင်းတိုက်ခိုက်မှုအချိန်ကြီးအများဆုံးဖြစ်ပွားခဲ့ကြောင်းကမ္ဘာစားနယ်ရိတ်ခါအစီအစဉ် WFP ရဲ့ချက်လက်များရာရခိုင်ပြည်နယ်လေပိုင်းမှာမိသားစုများ၏59ရာခိုင်နှုန်းမှာအခြေခံစားနယ်ရိတ်ခါလိုအပ်ချက်များကိုပင်မပြည့်တင်းနိုင်သောကြောင့်၎င်းကရှင်ပြပါသည်အခြေအနေများဆိုးရွားနေခြင်း မြန်မာစစ်တပ်ကဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲပြင်ဆင်နေခြင်းမှာအတုရောင်အလင်းများသာဖြစ်ကြောင်းအတိုက်ခံများကိုဖမ်းဆီးထိန်သိမ်းထောင်ချထားသဖြင့်လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းရိုဟင်ဂျာပေါ်အကြမ်းဖက်မှုများကိုလည်းနိုင်ငံတကာကအရေးယူရဲတရားမျှတမှုဖော်ဆောင်ရဲ့အရေးကြီးကြောင်း၎င်းကတောင်းဆိုကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမှုပညာရှင်များအလုံးအကျန်းဖက်စစ်တဲရွေးကောက်ပွဲဝါရဖြင့် policy အလိမ်ညာစည်းရုံးရေးတွင်ပါဝင်ရန်နှင့်ညှဉ်းဆန်းလျင်အရေးယူမည်ဟုညွန့်ချုပ်အေးကြွယ်ချင်းချောက်ပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ အနုပညာရှင်များအားလုံးအနေဖြင့်အကျန်းဖက်စစ်တပ်ရွေးကောက်ပွဲဆိုင်ရာဝါရပြန် policy အလိမ်ညာစီယုံရေးများတွင်ပံဝင်ရမည်ဖြစ်ပြီးငင်းဆန်လေးရေးအရေးယူမည်ဟုချင်းချောက်ကပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုတော့ကြောင်းသိရပါသည်။ယမန်နေ့အောက်တိုဘာလ30ရက်နေ့အကျန်းဖက်စစ်တပ်လောက်ခံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ချုပ်အေးကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးတွင်ရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမည့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည့်ဝါရပြန်အလိမ်ညာစီယုံရေးများတွင်ပံဝင်သေး ုတ်ဆောင်ရမည်ဖြစ်ကြောင်းလူငင်းကွင်းနှင့်ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တရုတ်ဆောင်များပါမကျန်ပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညှဉ်းဆန်းလျင်အထက်မိန်ရောက်အရေးယူမည်ဟုဖိအားပေးပြောဆိုလာကြောင်းသိရပါသည် လူမင်းပြည်တီဦးအင်ဒရာကျော်စင်မမကျန်းနာမည်ကြီးတရုတ်ဆောင်အမှုပညာရှင်များအားလုံးပါဝင်ရမယ်မပါရင်ညှဉ်းဆန်သူအားလုံးကိုအထက်မင်းရအားလုံးကိုရေးယူမယ်လောက်ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကမ်ပိန်းစာသားကိုတယောက်ချင်းစီပြောရမယ်ရိုက်ကူးရေးကိုစာကမဘက်ကရိုက်ပြီးသူတို့တရင်နဲ့ဖြောပြရေး platform အားလုံးမှာထုတ်လိုက်မယ်တချို့ကိုရိုင်းရိုက်ပြီးသူတို့စီကိုပို့ပေးရမယ်နိုဝင်ဘာလဆန်းမှာရိုက်ကူးမှာဖြစ်တဲ့ရုပ်ရှင်ဇလန်းတို့မဟုတ်ပါတယောက်ချင်းစီကစာကမဘက်ကယူဆိုခိုင်းတဲ့ကမ်ပိန်းစာသားကိုယူဆိုတဲ့ဗီဒီယိုရိုက်ကူးရေး ြစ်ပါれဟုသတင်းဌာနရဲ့သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ပြည်သူများကြားမှာအကြမ်းဖက်စစ်တပ်၏အလိမ်မြာဝါရဖြင့်ရွေးကောက်ပွဲနှင့်ပတ်သက်သောခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းနှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်သပိမောက်မှုအရှိန်တက်လာချိန်မှာစစ်တပ်ကထို့သို့ဖိအားပေးလာခြင်းဖြစ်ပါれ ခေတ်သမိုင်းကိုဒုံဆိုင်မြေတို့များရွေးကောက်ပွဲဆိုင်ရာအလိန်ဝါရပြန့်ဇက်ကားကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်သည်ဟုဆိုကဒါရိုက်တာမိုက်ဂျီခေါ်တန်ထွန်းစောဇက်ဖို့တရုတ်ဆောင်ဂျုံဝင်းထွတ်ခေါ်ဂျုံမင်းထွတ်နဲ့ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်စောမြင့်ဒါရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အရေးယူမည်ဟုအကြမ်းဖက်စစ်တပ်ကကြေညာထားပါသည်။ရှင်းပြင်းအမှုပညာရှင်များနဲ့တရုတ်ဆောင်များဆိုတော်များကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းခွင့်ပြုချက်မဲ့ယူပဲ ခွင့်ပြုချက်မယူဘဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမည်ဆိုလျင်ခွင့်ပြုချက်ယူအားမည်ဖြင့်ပြန်လာရန်ကိုလည်းကတိဝန်ခံချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာရန်ကြိုးစားပါကလေးစိမ့်မှပြန်လှည့်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေးစိမ့်မှပြန်လှည့်ရသောအမှုပညာရှင်များရှိကြောင်းဆက်လော်ပြီးအစိုးရရုံလေးလူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြည်ပထွက်ရန်ညှိဆိုခံရသောအမှုပညာရှင်တချို့ထံမှသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့နေပြည်တော်အလေးဝင်တိုက်ခိုက်ရမည်ကိုစစ်လော်ဘီများစိုးရိမ်နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကယားကချင်နယ်ရခိုင်ဒေသများတွင်ထိုးစစ်ဆင်နေသည့်စစ်ကောမရှင်ကစစ်တပ်အင်အားအများပြားကိုရင်းဒေသများ၌ဆင်းလွတ်ထားရတဲ့အတွက်စေယုံကျုပ်ဒီရှိယာနေပြည်တော်ကိုတော်လိုက်ရတက်များကအလင်းဝင်ရောက်တိုက်ခိုက်မိကိုစစ်လော်ဘီများကစိုးရိမ်လျက်ရှိနေပါသည်စစ်လော်ဘီတို့ဖြစ်သည့်အောင်စင်ရက၎င်း၏ Telegram Channel ၌နေပြည်တော်လုံခြုံရေးအထူးမြင့်တင်ဖို့လိုအပ်နေတဲ့နေပြည်တော်ရဲ့မိုင်းတရားပတ်လည်တွင် PDF တွေမရှိစေဖို့အထူးစီမံချက်ချပြီးဆောင်ရွက်တဲ့နယ်ဟုရေးသားထားပါသည် ပြီးခဲ့တဲ့2023ခုနှစ်ကဒေါ်လာရေးပူပေါင်းတက်များဟာဒရုန်းများအသုံးပြုပြီးနေပြည်တော်ရှိအင်လာလီ တက်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့သည့်အပြင်2024ခုနှစ်နိုဝင်ဘာ25ရက်ကလည်း MICC2 ခန်းမကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသေးတယ်။ လုံကြုံရေးအထူးတင်းကျပ်ထားတဲ့နေပြည်တော်၌မကြာခဏဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်မရှင်ဟာအင်အားအများပြားတိုးချဲ့ပြီးမြို့ရင်းအထိတော်လိုက်ရေးတပ်များဝင်ရောက်လာမှုကိုကာကွယ်ရန်ပုံမလုံဆောင်လာကြောင်းသိရပါတယ်။ဒီကောင်တွေစစ်ရင်ရအတော်နေနေလို့အခုလိုအဟစ်နေတာဖြစ်ပေမဲ့တပီလုံးကိုထိုးစစ်ပြက်လုံနေတော့နောက်မှဟောင်းလောင်းဖြစ်နေပုံရတဲ့နေပြည်တော်ကဗဟိုဌာနချုပ်ဆိုတော့အဲ့ဒါကြသွားရင်စစ်တပ်တစ်ခုလုံးပြိုမာလိမ့်ဟုစင်ရင်းလေးလာသူတို့ကတုံ့တက်ပါတယ်။ တရင်ဌာနကစုံစမ်းသိရှိရတဲ့ချက်လက်များအရစစ်ကော်မရှင်သည်နေပြည်တော်ကိုကာကွယ်နိုင်ရန်အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား14000ကိုဖြန့်ကျက်ထားသည့်ပြင်ဝန်ထမ်းအင်အားအနီးမှလည်းလုံခြုံရေးတင်းကျပ်ထားကြောင်းသိရပါသည် နေပြည်တော်ကိုပုံမှန်ဝင်ထွက်သွားလာနေတဲ့သူတွေကတော့ဂိတ်တွေမှာစစ်ဆေးတာနေတယ်လူစိမ့်ဆိုရင်တော့တေးချောင်းကိုစစ်တာတမျိုးလုံးမှာလည်းစစ်သားတွေအပြည့်ပဲအဓိကမြို့ဝင်ထွက်နေဌာနဆိုင်ရာရုံးတွေမှာလုံခြုံရေးပုံများတဲ့စေယုံကျုံလမ်းပိုင်းကတော့တာမန်လူသွားရင်တောင်ပြစ်ခံရဖို့လွယ်တဲ့မြင်ကွင်းလေးကားလမ်းမကြီးကတမျိုးတစ်ခေါက်ကြီးဟုရန်ကုန်မှနေပြည်တော်သို့မကြာခဏသွားရောက်လေရှိသည့်လုပ်ငန်းရှင်တို့က၎င်းမြင်တွေ့နေကြဖြစ်စဉ်ကိုပြောပါရစေ။ ထို့ပြင်စီယုံကျုံနှင့်ဒေါ်လိုင်ရေးတပ်ဖွဲ့များခုအောင်မှုမပြုလုပ်နိုင်ရန်ကြိုတင်ကောက်ွယ်သည့်နေဖြင့်စစ်ကောင်မရှင်ကအဆိုပါနေရာအနီးရှိကျေးရွာအချို့၏နေအိမ်များကိုဖေရှားရှင်းလင်းမှုများပြုလုပ်ထားကြောင်းသိရပါသည်။ရင်းပြင်ဒေသောင်းရံကောက်ွယ်စနစ်ဂျမားနှင့်ဤပညာဆိုင်ရာပစ္စည်းများကိုပုံမတို့ချက်ထားသည့်ပြင်ဒရုန်းစောင့်ကြည့်ရေးဖွဲ့များကိုလည်း24နာရီစောင့်ကြည့်ရေးညွှန်ကြားထားကြောင်းမြေပြင်တရင်ရှင်းမြေ၏တရင်ပေးပို့ချက်အရသိရပါသည်။ နောက်ထပ်တိဆက်ပေးမယ့်တရင်ကြောင်းကတော့အာနာယဝါကရဲတပ်ဖွဲ့ချက်မီဟုဥခင်ဤမဲဆွဲတဲ့ကြောင်းကိုတိဆက်ပေးပါမယ်။ရွေးကောက်ပွဲအောင်နိုင်ပြီးအာနာယဝါကပြည်ထောင်စုချန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ချမှတ်ထားတဲ့မူဝါဒများတွင်တစ်ခုပါဝင်သောနိုင်ငံလုံးချုပ်ရေးနေတရားဥပဒေစိုးမိုးရေးကဏ္ဍအတွက်ရဲတပ်ဖွဲ့အင်အားကိုမဖြစ်မနေတိုးချဲ့ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း USDP ဥက္ကဋ္ဌဥခင်ဤကပြောပါရယ်။ လာမည့်ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်မင်းဆွေစည်းရုံးရာမှာရှင်းတို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေအရရဲတပ်ဖွဲ့ဝင်တယောက်ကပြည်သူ200ကိုထိမ့်သိမ်းရပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာရဲတပ်ဖွဲ့ဝင်တယောက်က လူ9000လောက်ကိုထိမ့်သိမ်းကာကွယ်စောင့်နေရပါတယ်။အင်အားမလုံလောက်ပါဘူး။နှိပညာတက်ဆင်ထားတဲ့ရဲတပ်ဖွဲ့အင်အားတိုးချဲ့ရေးအတွက်စောင့်ရွက်ပါမယ်ဟု၎င်းကပြောပါတယ်။နိုင်ငံတည်ငြိမ်မှုနဲ့ဖွံ့ဖြိုးမှုတည်ဆောက်ရန်တရားဥပဒေစိုးမိုးရမည်ဖြစ်ပြီးတရားဥပဒေစိုးမိုးနိုင်ရန်ခိုင်မာသည့်အုပ်ချုပ်မှုစနစ်တည်ဆောက်ရေးကိုပထမဦးစားပေးနေဖြင့်စောင့်ရွက်သွားမည်ဟု၎င်းကဆိုပါတယ်။ ထို့ကြောင့်တရားဥပဒေစိုးမိုးရေးတွင်အဓိကကြသည့်အဖွဲ့များအနေဖြင့်ဤပညာများသုံး၍အခြေဆက်မိမိဆောင်ရွက်ရန်လိုသလိုနိုင်ငံ၏ဒုတိယအင်အားအကြီးဆုံးလက်နက်ကင်တပ်ဖွဲ့ဖြစ်သည့်ရဲတပ်ဖွဲ့အင်အားကိုတိုးချဲ့ရမည်ဟု၎င်းကပြောပါရယ်ရဲတပ်ဖွဲ့အင်အားတိုးချဲ့တည်ဆောက်ရေးကိုနံပါတ်၁ဆောင်ရွက်ပြီးနံပါတ်၂အနေဖြင့်ပြည်သူလူထုပါဝင်သည့်ရဲလုံငင်းစင်စနစ်ကိုတည်ဆောက်သွားမည်ဖြစ်ကလက်ရှိဖွဲ့စည်းပုံတွင်မပါဝင်သေးသောတရိတ်ဆန်ထိမ့်သိမ်းကာကွယ်ရဲတပ်ဖွဲ့တို့ကိုလည်းတိုးချဲ့ဖွဲ့စည်းရမည်ဖြစ်ကြောင်းဆိုထားတယ်လို့သိရပါရယ်